မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာစင်တဲဝ6အနီးတိုက်ပွဲမှာစစ်သား3ဦးတေဆုံးပြီးတော့စစ်သား2ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ12ရက်နေ့မနက်10:00နာရီလောက်မှာတောင်သာမြို့နယ်စင်တဲဝ6အနောက်ဘက်မှာ ထဏောင်းကုန်းပြူစောတိရွာကနေထွက်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးတော့ထောက်ပံ့ပို့ဆောင်ရေးတပ်အမှတ်928ကတပ်သားကျော်နိုင်ဝင်းကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တောင်သာမြို့ဘက်ကနေထွက်လာတဲ့စစ်ကြောင်းကိုကပေးမဲ့ထဏောင်းကုန်းကထွက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်တာပါ။အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲကတနါရီလောက်ကြာသွားပါတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်။ဒါအပြင်တေဆုံးသွားတဲ့စစ်သားတွေစီက G3 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်တို့အပြင် င်လဲနှက်စီနဲ့တဲလာတဲ့ RPG ထိပ်ဖူး၁၀ဘူးကြီပေါက်၃ခု G 138တောင်း ဗရုံးချံမာတစ်ခုနဲ့စစ်ဝက်စားအတုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးလာတဲ့ပြည်သူ9ဦးကိုလည်းအထူးကဲမရှိဘဲနဲ့ကယ်တင်နိုင်ခဲ့တယ်လို့သိရပါဗါးဒါအပြင်ဖမ်းမိထားတဲ့စစ်တုံးမန်းတပ်သားကျော်နိုင်ဝင်းရဲ့ထွက်ဆိုချက်အရစင်တဲဝါချောင်းအတွင်းမျိုးပါတေဆုံးသွားတဲ့စစ်သား9ဦးရှိတယ်လို့သိရပါဗါးသူတို့ကကျွန်တော်တို့ PDF တွေရှိမှန်းသိတော့ကျွန်တော်တို့ရှိတဲ့ဘက်တက်ကွင်းဘက်ကိုပြေးခိုင်းတာ မပြေးရင်တပ်ပြမှာဆိုပြီးတော့တနတ်တွေပြစ်ဖောက်ပြီးတော့ပြေးခိုင်းတာပါပြေးခိုင်းတဲ့အချိန်ကျွန်တော်တို့ရှေ့ကိုရောက်လာတော့ပြည်သူတွေကဝင့်နေတာပေါ့ကျွန်တော်တို့တက်လုံးတဲ့အချိန်မှာပြည်သူတွေကစာလာအိတ်နဲ့အလံဖြူထောင်ပြတာကျွန်တော်တို့ကစစ်ခွေးတွေထင်ပြီးတက်လုံးတော့စာလာအိတ်ကိုကျိုးချီပြီးတော့အလံဖြူထောင်ပြလို့သူတို့ကိုခေလိုက်နိုင်တာပါလာတာကအယောက်20လောက်ရှိတယ်စစ်ကြောင်းတစ်ခုလုံးမှာ9កောင်ပဲကျန်တယ်ဖမ်းပြီးလာတဲ့တုံမှန်ပြောတာကတော့ချောင်းထဲကိုမျောပါသွားတာအလုံးအလောင်း9လောင်းလောက်ရှိတယ်လို့ပြောတယ်ရေထဲမျောပါသွားတဲ့စစ်ခွေးတွေအကုန်လုံးကတော့တိမ်ပါပဲ တိုက်ပွဲဖြစ်တာရောရေထဲမျောတာရောဆိုရင်၁၀កောင်လောက်သေးပါတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ညံကြားရေးတာဝန်ခံကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မြင်းညာခရိုင်တိုက်ရဲအမှတ်၃နဲ့မဟာမိတ်တပ်များပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်တောင်သာမြို့ပေါ်ကနေထွက်လာတဲ့အင်အား၁၀၀လောက်ပါတဲ့စစ်ကြောင်းဟာလည်းတောင်သာမြို့ပေါ်ကိုပြန်လည်ဆုတ်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်အောင်တပ်မျိုးစစ်တပ်ကြီးတိုက်ခိုက်ရေးတင်းတန်းကျောင်းကတက်ခွဲမှုတင်းတန်းစင်းတွေလိုက်ပါလာတဲ့စစ်ရင်တန်းကိုတိုက်ခတ်ခဲ့ရာစစ်တပ်ကကိုဦးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ညနေ9နာရီခွဲအချိန်မှာတန်တောင်ကြီးမြို့နယ်ဘရင်အောင်တပ်မျိုးစစ်တင်းတန်းကျောင်းကတက်ခွဲမှုတင်းတန်းစင်းတွေလိုက်ပါလာတဲ့စစ်ရင်တန်းကိုတောင်ကိုတန်တောင်လမ်းပိုင်း9မိုင်စစ်တပ်စခန်းခုံးအနီးမှာပြစ်ခတ်တိုက်ခတ်ခဲ့ရာ တင်းနှန်းစင်တက်ခွဲမှုဗိုလ်ကြီးရှစ်ဦးတေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်ရင်မောင်းတက်ချက်တအုပ်လဲတေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တေဆုံးတဲ့နေရာမှာရှစ်ဦးကတက်ခွဲမှုတင်းနှန်းစင်ပြီးသားအသက်ဆက်ဆက်လေးတွေလို့ People Defense Force တန်တော်ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဒါအပြင်မေလ28ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ငူလိပ်တူလမ်းမိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ထုံးဗိုလ်ကြီးတပ်စခန်းကိုလည်းတော်လိုင်းတပ်များကတွားရောက်ပစ်ခတ်ခဲ့ပြီးတော့ပစ်ခတ်မှုအတွင်းမှာစစ်ကောင်စီဘက်ကအထိနာသွားတယ်လို့ပြောဆိုထားပါဗျ။၎င်းထိခိုက်မှုကိုတော့အတိအကျစုံစမ်းလို့မရသေးဘူး လို့ပြောပါတယ်အဲ့ဒီစစ်စင်ရေးကိုတောင်ကိုခရိုင်တမဟာနဲ့တရင်၅လက်အောက်ခံ People Defense Force တန်တော် MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်တထုံမြို့နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းနေမှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ဥဝင်းစော်ဦးကိုစစ်သားများနဲ့ရဲများကရိုက်တက်လိုက်ပြီးတော့တေဆုံးသူရဲ့အလောင်းမှာဥကောင်းကုန်နဲ့ဒဂိုလုံးမှာဒဏ်ရာတွေအပြည့်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ကတထုံမြို့နယ်အောင်ချင်းရက်ကွက်အောင်မြေရွှေဘုံနှစ်လန်းနေအသက်50အရွယ်ဥဝင်းစော်ဦးကိုစစ်တပ်နဲ့ရဲများကလိုင်စင်မဲ့ဘေးရွယ်ဆိုင်ကယ်စီးနင်းမှုနဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်ဇွန်လ6ရက်နေ့မှာလိုင်စင်မဲ့ဘေးရွယ်ဆိုင်ကယ်မောင်းနေမှုနဲ့တထုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးတော့ဇွန်လ9ရက်နေ့မှာ ဥဝင်းစော်ဦးတေဆုံးသွားတဲ့အတွက်အလောင်းလာထုတ်ရန်မိသားစုထံကိုတထုံမြို့နယ်ရဲစခန်းကအကြောင်းကြားလာတယ်လို့သိရပါဗျ။ဥဝင်းစော်ဦးကသူ့ကို license မဲ့ cycle စီးနှင်းမှုနဲ့ဖမ်းတော့ complaint တက်တယ်။တက်ရောရဲရောဝန်ထမ်းတွေရောအကုန်လုံး license မဲ့ cycle တွေစီးနှင်းနေတာသူ့ကိုကြမှာဘာလို့ဖမ်းတာလဲဆိုပြီးတော့ complaint တက်တာပေါ့။အဲ့ဒါကိုအညှိုးထားပြီးတော့ရိုက်တက်လိုက်တာပဲ။ဖမ်းခါရတာကဇွန်လ၄ရက်နေ့ရိုက်တက်တာကဇွန်လ၉ရက်နေ့သူ့ကိုရုံးထုတ်တော့မိသားစုကို သူနှိမ့်ဆက်ခံရတာကိုပြောတယ်မိသားစုတွေကလည်းရုံးထုတ်ပြီးလို့အမိန်ချလိုက်ရင်ပြီးသွားမှာပါခဏလေးစောင့်လိုက်ပါအောင်ဆိုပြီးသူ့ကိုနှစ်သိမ့်စကားပြောတာပေါ့ဇွန်လ9ရက်နေ့မှာအလောင်းလာထုတ်ခိုင်းတယ်အလောင်းမှာဥကောင်းကွန်ဒဏ်ရာတွေနဲ့ဒီကုလုံးမှာဒဏ်ရာတွေအပြည့်နှိမ့်ဆက်ခံထားရတာလို့ မိတ်ဆွေတို့ကရှင်းပြထားပါရယ်အဲ့ဒီနောက်တထုံမြို့နယ်ရဲစခန်းကဥဝင်းစော်ဦးတေဆုံးမှုကိုအုံနောက်သွေးကြောပြတ်ပြီးတော့တေဆုံးသွားတယ်လို့စေးစာမှာလိမ့်လဲရေးသားခဲ့တဲ့အပြင်ကျန်ရစ်သူမိသားစုထံကိုငွေကျပ်နှစ်သိန်းလာပေးသွားတယ်လို့သိရပါရယ်ဇွန်လ12ရက်နေ့မနက်ပိုင်းမှာအလောင်းကိုရင်ခွဲရုံကထုတ်ယူခွင့်ပေးလိုက်တယ်လို့ပြောပါရယ်ဥဝင်းစော်ဦးကိုစစ်တပ်နဲ့ရဲများကရိုက်နှက်တပ်ဖြတ်လိုက်တဲ့သတင်းကိုလည်းလူမှုကွန်ရက်နဲ့အင်တာနက်ပေါ်မှာဖြန့်ဝေခြင်းမပြုတ်လို့ရန်ချင်းချောက်မှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ။သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။ ်နေစေမပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာရွှေဈေးနဲ့ဒေါ်လာဈေးများပြန်လည်မြင့်တက်လာတဲ့အချိန်စစ်ကောင်စီကဈေးကစားတဲ့သူတွေကိုဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတော့ချိန်ချောက်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့က ILO ကစစ်ကောင်စီအပေါ် Article 33နဲ့အရေးယူတန်းခတ်ပိတ်ဆို့ရန်ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက်ပြည်တွင်းစီးပွားရေးဈေးကွက်မှာစိုးရွားတဲ့တက်ရောက်မှုများစွာရှိလာပြီးတော့ ရွှေဈေးနဲ့ဒေါ်လာဈေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိလာခဲ့တယ်လို့သိရပါဗျ။ဇွန်လ6ရက်နေ့ကစတင်ပြီးတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာရွှေနဲ့ဒေါ်လာများကြီးမားတဲ့ပမာဏနဲ့ဝယ်ယူစုဆောင်းမှုများဖြစ်ပေါ်လာခဲ့ရာကဈေးနှုန်းတွေတရရိပ်နဲ့မြင့်တက်လာခဲ့တယ်လို့သိရပါဗျ။ဇွန်လ7ရက်နေ့ညနေပိုင်းမှာ ပြင်ပရွှေဈေးကွက်မှာအခောက်ရွှေတကြက်သားကို86သိန်း5000ခွဲအထိဈေးပိတ်ခဲ့ပြီးတော့ဒေါ်လာဈေးနှုန်းဟာလည်း American ဒေါ်လာကိုမြန်မာကျပ်ငွေ4550ကျပ်ဝန်းကျင်အထိပြန်လည်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ILO ဒဏ်ခတ်ပိတ်ဆို့မယ်ဆိုတဲ့သတင်းကတော်တော်လေးကိုဟော့နေတာ။အဲ့ဒီသတင်းထွက်ပြီးကလေးကရွှေနဲ့ဒေါ်လာဈေးကွက်မှာအဝယ်တွေအများကိုကျလာတာ။ပြစ်စည်းပြတ်သွားတဲ့အထိကိုဖြစ်ကုန်တာကမ္ဘာရွှေဈေးကလည်းအတက်ဘက်ကိုရှိနေတာကလည်းအကြောင်းတစ်ခုဖြစ်ပါတယ်၂၀၀၉နှစ်လောက်တုန်းက ILO ပိတ်ဆို့အေးအေးမှုကြုံဘူးတော့လေ ဈေးခွက်တုံ့ပြန်မှုကဈေးအတက်ဘက်ကိုရောက်စေတာပဲဈေးတက်လာရင်ကုန်တွေတွေကလည်းလုပ်ငန်းခဏနားပြီးတော့ရှောင်ရတယ်အဖမ်းအဆီးလည်းရှိတယ်လို့ပြည်တွင်းကရွှေကုန်တွေတို့ကပြောဆိုထားပါတယ်ပြည်တွင်းမှာအခောက်ရွှေတစ်ချပ်သားကို ငွေကျပ်380နီးပါးကိုမြင့်တက်လာတဲ့အတွက်ရွှေဆိုင်များကရွှေတုံးရွှေခဲများရောင်းချခြင်းများကိုရန်နာလိုက်ကြပြီးတော့ပြည်တွင်းမှာနာမည်ကျော်ထိပ်တန်းရွှေတုံးအယောင်းဝယ်လုပ်နေတဲ့အကယ်ဒမီရွှေလုပ်ငန်းကလည်းဒီကနေ့ဇွန်လ13ရက်နေ့ကစတင်ပြီးတော့လုပ်ငန်းတွေယာယီခိတ္တပိတ်ထားမှာဖြစ်တယ်လို့မနေ့ကထုတ်ပြန်ချက်ကြေညာခဲ့ပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီအလိုကျဆောင်ရွက်နေရတဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်းလိုင်စင်မရှိဘဲနဲ့ရွှေအယောင်းဝယ်မလုပ်ကြရန်လိုင်စင်နဲ့လုပ်ငန်းမပုံတင်များကိုရှောက်ထားကြရန်မနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကင်ဒုတ်ဗဟုပန်းကလည်း USDT နဲ့နိုင်ငံခြားငွေလဲနှုန်းဈေးကွက်များမတိမငြိမ်ဖြစ်စေရန် Facebook page Facebook group Viber group နဲ့ application ဥပမာမြန်မာ market price များကလှုံ့ဆော်မှုဆောင်ရွက်နေခြင်းများအားမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကစောင့်ကြည့်လျက်ရှိပြီးတော့လှုံ့ဆော်မှုဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်များနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်များရဲ့ pay account များနဲ့ banking account များကိုပိတ်သိမ်းခြင်း ဖုန်းစင်ကတ်များကိုပိတ်သိမ်းခြင်းတည်ဆဲဥပဒေနဲ့အညီတရားစွဲဆိုအရေးယူခြင်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။တရားဝင်လိုင်စင်မရှိဘဲနဲ့နိုင်ငံသားငွေချေးများဝယ်ယူရောင်းချလဲလှယ်ခြင်းများရည်ရွယ်ချက်ရှိရှိနဲ့လုံဆောင်နေကြတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများကိုလည်းထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားရတဲ့အတွာအချိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ချင်းချောက်ထုတ်ပြန်ထားပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့လက်ထက်မှာဒေါ်လာဝင်ငွေရလန်းနှဲပါလာမှုကြောင့်2024ခုနှစ်ဩဂတ်လ23ရက်နေ့မှာအမေရိကန်ဒေါ်လာကို ငွေကျပ်8200ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးတော့စေကောင်စီကရွှေနဲ့ဒေါ်လာကုန်သည်များကိုဖမ်းဆီးအရေးယူမှုများလှုံ့ဆောင်ခဲ့ကဈေးကွက်ကိုပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက်အမေရိကန်ဒေါ်လာကို4400ကျပ်ကျော်ဝန်းကျင်နဲ့ဈေးနှုန်းများပြန်လည်ကျဆင်းခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းချွေပြည်သားမြို့နယ်ဝါတရားဆက်မှုဇုံမှာရှိတဲ့ရွန်ဒါအထည်ချုပ်ဆက်ယုံမှာအလုတ်သမား2000ကျော်ဟာစုပေါင်းပြီးတော့လောက်ခလာဇာနဲ့ OD ဂျင်းများတိုးပေးကြရန်စာနာပြတောင်းဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ7ရက်မနေ့ပိုင်းကစတင်ပြီးတော့အလုတ်သမားများစုပေါင်းဆန္ဒပြနေကြခြင်းဖြစ်ပြီးတော့အဲ့ဒီစက်ရုံပိုင်ရှင်ဟာတရုတ်လူမျိုးဖြစ်တယ်လို့သိရပါဗါတယ်အလုတ်သမားများဟာလောက်ခလာစာတရက်ကို၈နာရီကိုငွေကျပ်3000ကျပ်ပေးရတယ်အချိန်ပိုခြင်းတနာရီကို2500တိုးမြင့်ရရှိရေးအတွက်ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်တယ်လို့သိရပါဗါတယ်အခုအလုတ်သမားလုံအားကတရက်ကို၈800ကျပ်နဲ့ ODJ က တနားရီကို2000ကျပ်ပဲရပါတယ်အနီးနားကစက်ယုံလေးမှာတရက်လုံအားက12000ရနေကြပါပြီစက်ယုံတော်တော်များများကကြံကြံပြန်တက်ကလေးက DJ ရော OTJ ရောတိုးပြီးတော့ရကြတာစံချိန်တွေအရန်တောင်းပြီးတော့အထဲပိုကြီးတွေပို့ပေးမယ်ဆိုပြီး reset ထွက်မှလစာထုတ်ခါနေကြမှဖြတ်ချခံရတာတွေလည်းဖြစ်နေပါတယ်လို့စန္ဒပြအလုံသမားတို့ကရှင်းပြထားပါတယ်လက်ရှိစက်ယုံကအလုံသမား2000ကျော်လုံးစန္ဒပြနေကြခြင်းဖြစ်ပြီးတော့စက်ယုံကအလုံသမားများအလုံးအလုံပြန်ဆင်းရန်ဖိအားပေးနေတယ်လို့သိရပါတယ် ညှိနှိုင်းမှုများရှိနေတော့လေအဖြစ်မထွက်သေးဘူးလို့ဆန္ဒပြတဲ့အလုသမားများထံကသိရပါတယ်ခေါင်းဆောင်ပိုင်းတွေကြတော့သူတို့အတွက်လုံလောက်တော့ငြိမ်ခံနေကြပါတယ်အလုသမားတွေအတွက်တရားမျှတမှုမရှိလို့ဆန္ဒပြနေကြရတာပါလို့ဆန္ဒပြနေတဲ့အလုသမားများကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ